ဖရာကိုတဲ့စင်တုကွယ်တယ်တဲ့တရားကို ကျမ်းစာအုပ်ကွယ်တယ်တန်ခါကိုဘုံကြီးကွယ်တယ်ဆိုတဲ့စကားလေးသုံးလုံးရှိရှိကြတဲ့ကဒါပြောခဲ့ဆိုခဲ့တာဒီစကားလေးဟာမိမိတို့ကိုတတိပေးနေတဲ့စကားလေးပါဒါဖြစ်တတ်တဲ့သဘောကိုသူကပြောတာဖရာကိုစင်တုကွယ်တယ်ဆိုတာကိုယ်အိမ်မှာက ယုတ်ဘွားစင်တုကိုကိုးကွယ်တာကိုယုတ်ဘွားစင်တုကိုကိုးကွယ်တော့ဒီယုတ်ဘွားစင်တုလေးမှာပဲမျက်စိနဲ့ကြည့်မြင်ပြီးတော့အဲ့ဒီစင်တုယုတ်ဘွားလေးမှာတင်ပဲအာယုံကဆုံးသွားပြီးတော့ဒီယုတ်ဘွားလေးကိုပဲဆွန်လေးကလည်းရေချမ်းလေးကလည်းပန်းလေးကလည်းစီမီလေးကလည်းနဲ့လုံနေလို့ရှိရင်ဖះရည်ကိုအာယုံကမရောက်ဝဲဖြစ်သွားတတ်တယ်ဖះရည်ဂုံနေစီကိုပေါ့နော် ဖရာရဲ့ဂုံတတိကိုမရောက်လို့ရှိရင်အဲ့ဒီဖရာကိုစင်သူကကွဲနေတယ်လို့သူကဒီလိုဆိုတာနော်ဖရာကိုစင်သူကွဲတယ်ဆိုတာနော်စင်သူလေးတိန်သူကရရမှာမဟုတ်ဘူးဖရာဂုံတော်သိအောင်ရောက်အောင်အာယုံပို့ရမှာနော်ပို့ပြီးမှမင်းတို့စွန့်တော်ကရမှာနော်ရည်ချမ်းကရမှာပန်းကရမှာလေဟုတ်တယ်မို့လားအဲ့တော့ဖရာဂုံတော်သိကိုရောက်အောင်သွားဖို့လိုတယ်မသွားနိုင်ဘူးဆိုရင်တော့ ရှင်သူလောင်းနေပဲရက်ပြီးတော့အာယုံကရက်သွားတဲ့အတွေ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုနေတဲ့ဖရာပေါ်ပြုနေတဲ့ဝေယဝိဇ္ဇကုတုတရားဖရာဒီမရောက်ဖဲနဲ့ရှင်သူကကြားနေပြီးတော့ကွဲထားရရောက်တယ်လို့ဒီလိုပြောတာဗျာနော်အဲ့ဒါထားလိုက်တော့တခုတရားကိုကျမ်းစာအုပ်ကွယ်တယ်ဆိုတာကတရားကလည်းပဲအကိုကေကငါတို့ဘုန်းကြီးတွေကစာတွေနဲ့ပါဠိတွေရွတ်ရွတ်ပြီးတော့ဗေကျမ်းနဲ့မဘလို့ဘဘဘာလို့ညာလည်းနဲ့ပါဠိတွေရွတ်ရွတ်ပြီးပြောကြတာကိုအဲ့ဒါစာအုပ်တွေကစာတွေလေဟုတ်တယ်မလား စာအုပ်တွေအကျက်ထားတဲ့စာတွေရှုပြီးတော့မှတရားတွေအကြောင်းပြောကြဆိုကြဆွေးနွေးကြတဲ့အခါကျတော့အဲ့ဒီစာနဲ့ပဲသူကရပ်သွားပြီးတော့တကယ်လိုက်နာခြင်းသုံးတဲ့အပိုင်းထီအောင်မရောက်တော့တကယ်တရားဓမ္မကိုဉာဏ်နဲ့နှလုံးသွင်းပြီးတော့မြင်အောင်ရှုတဲ့အပိုင်းကိုမရောက်တော့ဘူးလေမရောက်ဘဲနဲ့အဲ့ဒီစာအုပ်တွေကစာတွေနဲ့ပဲအချိန်ကုန်သွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲတဲ့ตัวเตียาที่โหตัวมันก็ไม่ยောက်တော့ได้ไอ้ตัวสาวก็กวยซะล่ะเด้เนาะถ้าเนี่ยติดกองน่ะเนาะที่สกาลนี้เนี่ย နော်ဒါနဲ့လို့သတိထားကြကြနော်ဇာဝလေးနဲ့ရှင်ကုန်းသွားရင်ကတော့အဲ့ဒါတရားစီမရောက်ဘူးအဲ့ဒါတရားကိုဇာဝကကွယ်တယ်တဲ့။တန်ဃာကိုဘုံကြီးရကွယ်တယ်တဲ့ဗျာဒါလည်းဟုတ်တာပဲရနမင်းတို့ကောင်းလေနော်တန်ဃာဘုံကြီးရကွယ်တယ်ကိုကြီးညိုတဲ့ဘုံကြီးကိုခင်းတဲ့ဘုံကြီးလေးကိုနဲ့ကျေးဇူးမကင်းတဲ့ဘုံကြီးပဲလှူလို့ရှင်မင်းဒါဘုံကြီးရကွယ်ပြီဘောကောင်မင်းတို့ကောင်းလေတန်ဃာစီပဲရောက်တော့မှာတော့မလားမရောက်တော့ဘူးလေညာနေလည်းမရောက်တော့ဘူးတရာတရားနေလည်းမရောက်တော့ဘူးစေတနာနေလည်းမရောက်တော့ဘူးလေနော် ကိုနဲ့ခင်မင်းတို့ယင်းဒီလိုပြင်တာလေဟုတ်တော့မလားအဲကျေးဇူးရှိလို့လေတချို့လည်းကျေးဇူးရှိလို့